မင်္ဂလာပါမျိုးတို့ရေကျွန်မမဟုတ်တူမှာအသေးပါရှင်ဒီနေ့ပြောမယ့်အကြောင်းအရာနှစ်ခုပါချမ်းချမ်းခေါ်ဝမ်းကွမ်းကိုအထူးယူသင့်တဲ့အကြောင်းနဲ့ရခိုင်တကြက်ဆိုရင်ရိုဟင်ဂျာတကြက်ဒန်းနူခွင့်ရေးပေးသင့်တဲ့အကြောင်းတချိန်မှာချမ်းချမ်းခေါ်ဝမ်းကွမ်းကလိန်ကုံကူးတဲ့အဖွဲ့လေးနဲ့နှစ်ပင်လေးနဲ့တွဲပြဿနာတက်နေတယ်အားလုံးသိရမယ်ထင်တယ်ဆိုတော့အားလုံးသိတဲ့ကိစ္စဆိုရင်တော့ကျွန်မမပြောဘဲနဲ့လက်ဆောင်နဲ့အားလုံးမသိတယ်မမြင်တဲ့ရှုထောင့်တစ်ခုကချမ်းချမ်းဟာသူ့တမီးလေးကိုခရီးရန်ပါတာတွေကိုထဲလိုက်တယ် ါကြောင့်မို့လို့ခလေးရဲ့အဖေဖြစ်တဲ့ဖုံးတိုက်ကဘောလာဘာသာဝင်ဖြစ်တော့သူတမီးလေးကိုအတင်းဘာသာရေးအာစီယုံမျိုးခရီးယံဘာသာဝင်တွေကိုထည့်လိုက်လို့ခလေးရဲ့အဖေကပောက်ကွဲနေတာမျိုးပေါ့နော်ဆိုတော့ချင်းချင်းကသူကိုယ်ရရခရီးယံဘာသာဝင်ဖြစ်တဲ့အတွက်သူတမီးကို ခရီးယံဘာသာဝင်ဖြစ်အောင်ခရီးယံကိုယုံကြည်အောင်သူစိတ်ယုံနိုင်နဲ့တည်တွင်းနိုင်နဲ့ချမ်းချမ်းတော်တယ်ကျမတို့ဒီလေဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက်ကျမမှာဆိုရင် တူလေးတွေရှိရယ်တူမလေးတွေရှိရယ်ကျမတို့ကလေးတွေကို အဖေအမေလို့မခေါ်တက်စင်စကားမပြောတက်သေးတဲ့အရွယ်လေးကစပြီးတော့ဖခင်အကြောင်းဆောင်ရှိရောက်လို့ရှိရင်လက်အုပ်ချီပြီးတော့ဥတော်လို့တင်ပေးတယ်။တခြားသောဗုဒ္ဓဘာသာဝင်တွေလည်းဒီလိုပဲတချို့အဖိုးအဖွားကြီးမိဘတွေနော်အကိုတွေအမတွေအတော်တွေဦးလေးတွေအနေနဲ့ကမိမိတို့ရဲ့မျိုးဆက်ကိုဖခင်အကြောင်းကနေတွားတဲ့အခါဥတော်ဥတော်လက်အုပ်ချီတက်အောင်တင်ပေးကြတယ်။ ဘာလို့လဲကိုကိုတိုင်းကယရနာ၃ပါးကိုတတ်ဝင်ယုံကြည်တဲ့ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့အတွက်မိမိတို့ရဲ့တာသမီမျိုးဆက်ကိုလည်းပဲလူမှန်းတိတဲ့စအရွယ်တွေကဖယားမြင်ဥချတောင်းတန်ခါမြင်လက်ဥချတောင်းသင်ပေးကြတယ်။ချမ်းချမ်းဒီလေခရိယံဘာသာဝင် ဖြစ်တဲ့အတွက်သူယုံကြည်ရခရိယံကိုသူတမီကိုသူတင်းသွင်းနိုင်တယ်စိတ်ယုံနိုင်တယ်။ဒါဆိုရင် မာတို့မြမပြီမိပါရရင်ကပဲဘိုးအောင်ဆန်းလူသူရဲ့ကောင်းနေမွေးရမေဘိုးအောင်ဆန်းရဲ့သမီးအောင်ဆန်းစုကြည်အရိယာမကြီးပါဆိုတဲ့ဒေါအောင်ဆန်းစုကြည်မြမပြီကလူငယ်တွေကိုဖိဖိလိုဖြစ်စေချင်ပါတယ်ဆိုတဲ့ဒေါအောင်ဆန်းစုကြည်ကသူ့မွေးရဲ့သားအလက်ဇန္ဒားအဲရစ်နဲ့ခင်အဲရစ်ကိုဘာကြောင့်နမောတတလောက်တောင်သင်မပေးခဲ့တာလဲသူသားတကယ်ဗုဒ္ဓဘာသာကိုတဝင့်ယုံကြည်တဲ့ဗုဒ္ဓဘာသာဝင်ဖြစ်လို့ရှိရင် သူ့သားတွေဟာသူ့ရဲ့တုံ့နယ်ဆုံးမမှုအောက်မှာရှိခဲ့တာเนาะဘုရားဘာသာဝင်တို့ရဲ့သားသမီးတီအသက်၄၅နှစ်အရွယ်တဲ့ကနမောတတနဲ့ဗုဒ္ဓသာရဏနဲ့ကိစ္စမီလောက်တော့ရက်ဖက်ပူဇော်တတ်ကြတယ်တော်ဆန်းစုကြည်မြမပြည်ကိုပြန်လာပြီး၈၈အရေးခင်းမှာနိုင်ငံရေးလေကြုံစည်းတဲ့အချိန်မှာသူ့သားတွေကအသက်၁၀နှစ်ကျော်၁၀နှစ်ဆိုတဲ့အရွယ်တည်အနည်းဆုံးတော့နမောရှစ်ခိုးပါကြီးဗုဒ္ဓံထရဏံကိစ္စမိဒါတော့နားလည်အောင်သင်ပေးနိုင်ရမယ်။ तू ဘာကြောင့်မသင်ပေးခဲ့တာလဲ ဒီနေရာမှာဒေါ်ဆန်းစုကြည်ဟာချမ်းချမ်းခေါ်ခွန်းခွန်းရဲ့ခြေပြားတော်မမီပဲညံ့ဖင်းတော်ကိုတွေ့ရတယ်။ဒါကြောင့်မို့လို့ဘုရားဘာသာဝင်ဒီအနေနဲ့ကမိမိတို့သားသမီးတွေကိုအမွေပေးဖို့လိုပါတယ်။နောက်တစ်ခုကတော့ရခိုင်တကြက်ဆိုရင်ရိုဟင်ဂျာတကြက်ပဲဒန်းတို့အခွင့်အရေးရစေရမယ်ဆိုပြီးတော့လူဦးတော်လည်းအောင်မြင်တဲ့အခါမှာရိုဟင်ဂျာကိုတိုင်းရင်းသားအဖြစ်သတ်မှတ်ပေးပါမယ်ဆိုတဲ့အန်ယူဂျီလူခွင့်ရေးဌာနကလူခွင့်ရေးဝင်ကြီးနဲ့ ငါတို့နိုင်ရင်ဘောမတွေဂျားနေတွေတာကူတွေအကုန်တတ်ပြစ်မယ်ဆိုတဲ့ဆရာဝန်လူသက်သမားဒေါက်တာမြောက်ဝီတို့ကိုမြင်စေခြင်းကြားစေခြင်းသိစေကြပါတယ်မြန်မာပြည်ရဲ့ပညာရေးကဘာအမှတုံ့စားလို့မရဘူးမြန်မာစာမြန်မာစကားမြန်မာစာပေကမြန်မာပြည်မှာဘွဲရလဲသူများနိုင်ငံမှာပကံစေးရတာပဲဘာအမှစောက်တော့မကြတဲ့ပညာရေးပါဆိုပြီးကိုယ်နိုင်ငံကို ပုံကန်နေတဲ့မြန်မာတွေကိုသိစေခြင်းမြင်စေခြင်းကြားစေခြင်းလဲ

လက်မြန်မာတွေတော့သူတို့လောက်မမာဘူးမြန်မာဖြစ်ပြီးတော့မြန်မာစိတ်ဓာတ်မမွေးနိုင်နဲ့နော်မွေးဝဲကြုံအနောက်နိုင်ငံကိုအထင်ကြီးပြီးကိုယ့်လူမျိုးကိုနှိမ့်ချနေတဲ့လူဒန်းစားတွေကိုကျမမြင်စေချင်တယ်ရခိုင်တကြက်ဆိုရင်ရိုးရတကြက်တန်းသူခွင့်ရေးပေးမယ်ဆိုရယ်အန်နူကြီးကလူခွင့်ရေးဝင်ကြီးကိုကျမမြင်စေခြင်းနဲ့ငါတို့တော်လန်ရေးအောင်တဲ့အခါမှာ ဘောမာတွေချားကူချားနေတွေတာကူတွေအကုန်တက်ပြမယ်ဆိုတဲ့ဒေါက်တာမြတ်ဝိရေအနေနဲ့သူ့တမီလေးကိုဒီလိုမျိုးမြမစားမြမစားကမြမနိုင်ငံငါတို့နိုင်ငံမြမပြည်ကတို့ပြည်မြမမျိုးကိုချစ်ပါဆိုတဲ့မျိုးချင်းစိတ်တွေတင်ပေးရလားကျွန်မသိချင်ပြီတဲ့ဟိုလင်းလင်းတို့ချစ်သူဝေတို့ဆိုရင်လည်းဒီလိုပဲသူ့တမီလေးတွေနာမည်ကိုတော့မေးထားတယ်မေးမြမတစ်တို့မေးမြမခက်တို့ဒါပေမဲ့မြမပြည်ကိုချစ်တတ်အောင်မြမစားမြမစားကကိုချစ်တတ်အောင်တင်ပေးရလား ဒါဆိုရင်မေးမြန်မာခင်မုံနဲ့မေးအမေရိကန်သစ်မေးအမေရိကန်ခင်နာမည်ပြောင်းတင်တယ်။နော်ကျွန်မအရင်တည်းကပြောတယ်။တို့လူမျိုးတွေကလူမှန်းသိတတ်တာစကားပြောတတ်စာအရွယ်တွေကဒီမြန်မာနိုင်ငံငါတို့နိုင်ငံဒီနိုင်ငံကိုငါတို့ပိုင်နေဆိုတဲ့အတွေးခေါ်ကိုခေါင်းနဲ့ရိုက်ထည့်ပေးထားတာလို့ကျွန်မပြောတယ်။ကျမတို့မြန်မာမှာခလေးတငယ်တွေပါဖြစ်နေကြလေ။ဟိုမူโจအရွယ်တဲက international school တွေမှာထားကြတယ်။အင်္ဂလိပ်ကျောင်းတွေမှာထားကြတယ်။နိုင်ငံခြားကိုအထင်ကြီးတဲ့တာသမီပေါ်မှာပညာတက်ဆခြင်းနဲ့လောဘအယံကြီးတဲ့အယံကြီးရောနိုင်ငံခြားကျောင်းတွေထားရောမြန်မာစာမြန်မာစကားတောင်ကောင်းကောင်းမတက်ကြတဲ့လူငယ်တွေများလာတယ်။ ဒါကြောင့်မလို့လဲကျမတို့ကဖုန်းတော်ကြီးတင်ပညာရေးအကြောင်းဘာကအကြောင်းတွေကိုအားပေးတဲ့လို့ပြောတာဖုန်းတော်ကြီးတင်ပညာရေးအကြောင်းတွေမှာကအတန်းအကြောင်းပညာပြီးနှလုံးသားနဲ့အုံနောက်ကိုပါဘာသာရေးအသည့်တွေတင်ပေးတဲ့ဒီလိုမျိုးဘာကအကြောင်းတွေကိုကျမတို့ကအားပေးအားမြောက်လုပ်ဖို့လိုတယ်ဓမ္မစကူတွေဆိုလို့ရှိရင်လည်းဒီလိုပဲကျမရှေ့အင်းတွေကပြောခဲ့ဘူးတဲ့နောက်ဓမ္မစကူရေးကြေးလေးမှာတင်တဲ့ကခလေးတဲတဲလေးတွေကိုတင်ရမှာမဟုတ်ဘူးအခုကအဲ့ခလေးတဲတဲလေးတွေထက်ခလေးကြီးကြီးကြီးတွေ เนาะอัตตជីวิအချိန်မရှိတဲ့ဟိုမြောက်ဒီမြောက်တွေကပို့ပြီးတော့အတိခောက်ခက်အဝင်နဲ့တယ်ဒါကြောင့်မလို့ဓမ္မစကူကိုယဉ်ကျေးလိမ်မှာတင်နှန်းကိုလေနွေရာသီကြမှာခလေးတွေအတွက်တီးတန့်ဖွင့်ပေးတာမဟုတ်ပဲねစနေတနင်္ဂနွေလို့ရုံးပေးရမျိုးတွေမှာလေလူကြီးတွေအတွက်เนาะတပတ်ရက်ပြတ်တင်နှန်းတစ်လဆိုပြီးတော့တပတ်တစ်လအဲ့ဒီလိုမျိုးရက်ပြတ်တင်နှန်းနဲ့ဖွင့်နေပြီးတော့တင် जा ပေးဖို့လိုအပ်ပါတယ်ဒီအတွက်လေဘတ်ဂျက်လိုအပ်တယ်လိုအပ်တဲ့ဘတ်ဂျက်ကိုဗုဒ္ဓဘာသာဝင်ဤအနေနဲ့က လက်ရှိကျမတို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်အနည်းဆုံး80ရာခိုင်နှုန်းရှိအဲ့ဒီ80ရာခိုင်နှုန်းရဲ့တဝက်40ရာခိုင်နှုန်း40ရာခိုင်နှုန်းကိုမှငွေတိမတက်နိုင်လို့အနည်းဆုံး30ရာခိုင်နှုန်းလောက်ကတနေ့ကိုငွေ90လောက်ထည့်ဝင်မယ်ဆိုရင်ဒါအနည်းဆုံး3-5တောင်လောက်ရပါတယ် မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်80ရာခိုင်နှုန်းရှိတယ်။အဲ့ဒီ80ရာခိုင်နှုန်းကတဝက်40ရာခိုင်နှုန်း40ရာခိုင်နှုန်းမှာနဲ့တက်ထပ်ပြီးလျှော့လာအောင်မယ်။မြန်မာနိုင်ငံလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့30ရာခိုင်နှုန်းကအခုလိုဓမ္မစုဖို့တင်တဲ့အကြောင်းတွေဖွင့်လှစ်ဖို့တွေ့ရင်ကြီးလေးမှာတင်တဲ့နေဖွင့်လှစ်ဖို့တွေ့လိုအပ်တဲ့ကုန်ကျစရိတ်နဲ့ဘတ်ဂျက်တွေ့ဟဲ့။အားလုံးဗုဒ္ဓဘာသာဝင်တွေရဲ့ဗုဒ္ဓဘာသာအသင်းဆိုပြီးတစ်ယောက်ကိုလူတစ်ယောက်ကိုတစ်နေ့ငွေ90လှူဒန်းရင်တော့မှ30ရာခိုင်နှုန်းသောလူတွေရဲ့ငွေအကုန်ပေါင်းရင်တစ်ယောက်ကိုအနည်းဆုံး3000လောက်ရှိတယ်။ အဲ့ဒီလိုမျိုးလူအားကောငွေအားရောဝိုင်းဝန်းပြီးတော့တင်ကြပူချဖို့လိုပါတယ်ဓမ္မစကူတွေရင်ကျေးလင်မှာသင်တန်းကျောင်းတွေကိုလည်းเนาะတချောင်းတကာတာတေဝါတပုတ်ဆန်မဟုတ်ဖဲနဲ့သာသနာရေးနဲ့ရင်ကျေးမှုဝင်ကြီးဌာနเนาะသာသနာရေးဝင်ကြီးဌာနရဲ့ဝင်ကြီးဌာနရဲ့မဟာနာဆရာတော်ကြီးတွေအပူပေါင်းပြီးတော့တည်ကြရတယ်တင်ရုံညွန့်တဲ့เนาะကလေးတငယ်အွယ်ဆိုရင်ဘယ်လိုတင်ရုံညွန့်နဲ့လူကြီးဆိုရင်ဘယ်လိုတင်ရုံညွန့်နဲ့ဆိုပြီးတော့ တိကျတဲ့သင်တန်းအနေနဲ့တနိုင်ငံလုံးဖွင့်လှစ်သင်ကြားပြီးတော့မျိုးသားရေးသည့်ဘာသာရေးအသည့်တွေကိုနှလုံးသားထဲမှာထည့်ထားဖို့လိုအပ်ပါတယ်။ဒီကြောင့်ရောက်ကျွန်မအရင်ကတော့နိုင်ငံရေးစီရေးဘာသာရေးဆိုရယ်ကောင်းကျန်နေပြောခဲ့ပူတယ်။အခုလည်းထပ်ပြောပါတယ်။ကိုရီမာကဗုဒ္ဓဘာသာဝင်တွေအဲ့ဒီလိုလုံးမယ်လို့ပြောလိုက်တာနဲ့ဟာနင်တို့ဗုဒ္ဓဘာသာဝင်တွေအစုံရောက်တယ်ဆိုတဲ့နာမည်ကြီးကိုအရင်ဦးဆုံးတစိမ့်ကတ်ကြတယ်။အဲ့ဒီမှာမော်စလင်တွေ ရိုဟင်ဂျာအမည်နဲ့မြန်မာပြည်ကိုငါတို့ပြည်ငါနိုင်ငံငါတို့ပိုင်နဲ့မြန်မာစာငါတို့စာပြီးဇွတ်မြန်မာနေတာကြတော့မမြင်ချင်အောင်စောင့်နေကြပါတယ်